1980ခုနှစ်နိုဝင်ဘာလ13ရက်ယနေ့လိုနေ့မျိုးတွင် အမေရိကန်၏အာကာသယာဉ်တစ်စင်းသည်အခြားဂျိုတစ်ခု၏ပတ်လန်းချောင်းသို့ဝင်ရောက်ခဲ့သောပထမဆုံးအာကာသယာဉ်ဖြစ်လာခဲ့သည်ထိုအာကာသယာဉ်သည်မိသည့်ဂျိုကိုပတ်ခဲ့သည်။ယင်၏အမိမှအဘယ်နီအေဗီးနပ်စ်ဗနီရာကိုပတ်ခဲ့သောဗနီရာ7ဘီဂျူပီတာဂျူပီတာကိုပတ်ခဲ့သော ပိုင်ယိုနီယာ10 C. Mars Mars ကိုပတ်ခဲ့သော Marina 9 D. လ Moon ကိုပတ်ခဲ့သော Apollo 11အပြည့်မှန်မှာစီဖြစ်သည်ထောင်ကုန်းကခုနှစ်စတခုနှင့်နိုလင်ဘာလ13ရက်နေ့တွင် NASA ၏ Mariner 9အာကာသယာဉ်သည်အင်ဂါဂျိုမတ်၏ပလန်းချောင်းတဲသို့ အောင်မြင်စွာဝင်ရောက်ခဲ့သည်ဤဒီမှာလူသားတို့၏တမိုင်းတွင်ကဘာမည်မဟုဘဲအခြားဂြိုတစ်ခုကို ပတ်နိုင်ခဲ့သော ပထမဆုံးအာကာသယဉ် first artificial satellite of another planet ဖြစ်လာခဲ့သည်၎င်းသည်အင်္ဂါဂြိုမျက်နှာပြင်တစ်ခုလုံး၏ဓာတ်ပုံများကို ပထမဆုံးအချိန်ပြန်လည်ပြေပိုနိုင်ခဲ့သည်